ဆင်ရဲ့ပရီးမီးယားလိပွဲစဉ်6အတွက်ခမန်းချက်တွေလာပြီဒီတစ်ပတ်ကစားမယ့်ပရီးမီးယားလိပွဲစဉ်တွေအတွက်အာဆင်နယ်အသင်းရဲ့ကစားသမားဟောင်းလည်းဖြစ်တဲ့နာမည်ကျော်ဘောလုံးပွဲတွေကိုခမန်းနေသူလည်းဖြစ်တဲ့ပေါ်မဆင်ရဲ့ခမန်းချက်တွေကိုဘောလုံးပွဲကစားတဲ့ကိုယ်တွေအထောက်အကူဖြစ်အောင်လို့ညီမတင်ဆက်ပေးလိုက်ရပါတယ်စနေနေ့မှာအစောဆုံးဖြစ်ညနေ6နာရီမှာကစားမယ်ဘရန်ဖို့နဲ့မန်ချက်စတာပွဲမှာဆိုရင်တော့တစ်ဖက်ကိုတကိုးစီသရေကြမယ်လို့ပေါ်မဆင်ကခမန်းပေးထားပါတယ်ည8ခွဲမှာကစားမယ်ချက်စီနဲ့ဘရိုက်တန်ပွဲမှာဆိုရင်တော့ချက်စီသင်းကနှစ်ကိုးတကိုးခရစ္စတယ်ဘယ်လီနဲ့လီဗာပူးပွဲမှာဆိုရင်တော့တစ် ဖက်ကိုတကိုးစီလီဖုံးပေါက်ပွဲမှာဆိုရင်တော့ဖုံးပေါက်တင်က၃ဂိုးတကိုးနဲ့မန်စီးတီးဘန်လီပွဲမှာဆိုရင်တော့မန်စီးတီးတင်က၂ဂိုးကိုမရှိနဲ့အနိုင်ရမယ်လို့ပေါ်မှာစင်ကခံမှန်းပေးထားပါတယ်။စနေနေ့ည၇နာရီမှာကစားမယ်နော်တင်ဟမ်ဖောရက်နဲ့ဆန်နာလန်ပွဲမှာဆိုရင်တော့နော်တင်ဟမ်ဖောရက်တင်က၂ဂိုးကိုမရှိနဲ့ည၇နာရီပွဲမှာကစားမယ်စပါနဲ့ဝူ့ပွဲမှာဆိုရင်တော့စပါတင်က၂ဂိုးကိုမရှိနဲ့အနိုင်ရရှိမယ်လို့ပေါ်မှာစင်ကခံမှန်းပေးထားပါတယ်။တနင်္ဂနွေနေ့ည၇နာရီခွဲမှာကစားမယ်အက်စတိုမီလာနဲ့ဖူဟန်ပွဲမှာဆိုရင်တော့တစ်ဖက်ကိုတကိုးစီတည်ကြမယ်လို့ခံမှန်းခဲ့ပြီးတော့ည၇နာရီမှာကစားမယ်နယူက ာဆန်နဲ့အာဆင်နယ်ပွဲမှာဆိုရင်တော့တစ်ဖက်ကိုတကိုးစီတည်ကြမယ်လို့ပဲပုံမှန်ဆန်ကထပ်ပြီးတော့ခံမှန်းပေးထားပြန်ပါတယ်။တနင်္လာနေ့ညတနအိုက်ပွဲမှာကစားမယ်။ Everton နဲ့ West Ham ပွဲမှာဆိုရင်တော့ Everton တင်းက2ဂိုးမရှိနဲ့အနိုင်ရရှိမယ်လို့ပုံမှန်ဆန်ကခံမှန်းပေးခဲ့ပါတယ်။